ငါနာမည်ကဘလို့ခေါ်ပါရဲ့ငါကဘယ်နိုင်ငံလာပါရဲ့ငါကဘာလုပ်ကြိုင်လုပ်ပါရဲ့ဆိုပြီးတော့ကိုကိုကိုဘလို့မိတ်ဆက်မလဲဆိုရဲအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့မျှဝေပေးထားတာဖြစ်ပါတယ်ဒီနေ့သင်ခန်းစာလေးထဲမှာဘလို့ပြောမလဲဆိုတာလေးတွေကိုတည်တည်ချာချာလေးသင်ကြားပေးထားပါတယ်ဒါလေးတွေကိုလေ့လာခြင်းနဲ့ဆိုတော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့လေ့လာလို့ရပါတယ်ဒီနေ့သင်ခန်းစာလေးရမှာလေ့လာမယ့်အကြောင်းအရာကတော့၄မျိုးရှိတယ်။ဒါဆိုရင်ကျွန်တော်ပထမဆုံးတစ်ခုစပြီးတော့ကြည့်လိုက်ပါမယ်။ပထမဆုံးတစ်ခုကတော့ I'm from ဖြစ်တယ်။ သူကတော့အတိပေကတော့ငါကနိုင်ငံတကာနိုင်ငံကနေလာတယ်ပေါ့နော်ငါကအဲ့ဒီနိုင်ငံကလာတယ်ဒါဆိုရင် I'm from ဆိုပြီးတော့သုံးလို့ရပါတယ်ဒါဆိုကျမတို့နောက်တစ်ခုတက်ကြည့်ပါမယ်နောက်တစ်ခုကတော့ I'm I'm သူကတော့အဓိကအပြင် I am ဆိုတဲ့သဘောလေးပဲဖြစ်တယ်ပေါ့နော်ဒါအတူကောက်လေးပြောတဲ့သဘောပါပဲ I'm အဓိကကတော့ငါကဖြစ်တယ်ဆိုရဲ့အတိပေလေးဖြစ်ပါတယ်နောက်တစ်ခုတက်ပြီးတော့ကြည့်ပါမယ်နောက်တစ်ခုကတော့ I'm a uh, အမ်ဒါကတော့ငါကဖြစ်တယ်အခုခုပေါ့ဒါပေမဲ့အလုတ်ကိုင်းနေတွဲပြီးတော့သုံးတယ်ငါကဆရာဝန်တယောက်ဖြစ်တယ်ဒါမှမဟုတ်လို့ရှင် engineer တယောက်ဖြစ်တယ်ဒါဆိုလို့ရှင် arm us ဆိုပြီးတော့အနောက်ကနေပြီးတော့လိုက်ပြီးတော့တွဲသုံးရတာမျိုးဖြစ်ပါတယ်နောက်တစ်ခုထပ်ပြီးတော့ကြည့်ပါမယ်နောက်တစ်ခုကတော့ minus ဒါကတော့ my name test ကို apostrophe s လေးနဲ့ပြောထားတာဖြစ်ပါတယ် my name ဖြစ်ပါတယ်အဓိကအတိပေကတော့ငါရဲ့နာမည်ကဆိုတဲ့အတိပေဖြစ်ပါတယ်ဆိုတော့ဒီ၄မျိုးကိုကျမတို့ရှင်းပြပေးပြီးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ပို့ပြီးတော့နားလည်သဘောပေါက်ဖို့အတွက်ကိုအနောက်မှာ sample sentence လေးနဲ့ရှင်းပြပြီးတော့မှာဖြစ်ပါတယ်ပြီးတော့ရင်ပို့ပြီးအာသဘောပေါက်ပြီးတော့ပို့ပြီးတော့နားလည်ဖို့အတွက်ကိုလေ့ကျင့်ခန်းလေးနဲ့ listening exercise လေးပါဝင်ပါသေးတယ်ဒါဆိုရင်ကျမတို့စလိုက်ပါမယ် โอเคဒါဆိုရင်ကျွန်တော်ဆက်လိုက်ပါမယ်ပထမဆုံးဥပမာလေးကိုကြည့်မယ်ပေါ့เนาะကျွန်တော်တောက်လျှောက်ဖပြပေးတော့ပါမယ် Hi my name is Susu I'm from Mandalay in Myanmar I'm a doctor ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်အတိပ္ပယ်ကတော့ Hi ပါဆိုပြီးတော့ပြောထားတယ် My name is Susu ဆိုတော့ငါရဲ့နာမည်က Susu ဖြစ်ပါတယ်ဒီနေရာမှာ My name's ဆိုပြီးတော့ပြောသွားပါတယ်ဆိုတော့နာမည်မိတ်ဆက်လိုက်တယ်ပေါ့เนาะပြီးတော့အခါမှာဘာပြောရလဲဆိုရင် I'm from ငါကအဲ့ဒီရဖြစ်တယ်ဘယ်ရလဲဆိုရင်မန္တလေးမြန်မာမြန်မာပြည်မန္တလေးရဖြစ်ပါတယ်လို့ပြောချင်တာဖြစ်ပါတယ်โอเคဆိုတော့နောက်တစ်ခုထပ်ကြည့်မယ် I'm a doctor ဆိုတော့ I'm a doctor ဆိုတော့အဓိပ္ပာယ်ကတော့ငါကဆရာဝန်တယောက်ဖြစ်တယ်ဆိုရဲအဓိပ္ပာယ်ဖြစ်ပါတယ်ဒီညမှာ I'm ဆိုပြီးတော့သုံးထားပါတယ်ဒါလေးကိုနားလည်သဘောပေါက်မယ်လို့ယူဆပါတယ် Okay ဆိုတော့နောက်ထပ်ဥပမာတစ်ခုကိုထပ်ပြီးတော့ကြည်ပါမယ်။ ။ဘာပြောရလဲဆိုရင် Hello I'm Jojo and I'm Bermi ဆိုပြီးတော့ပြောထားပါတယ်။အတိပေကတော့ Hello ဆိုပြီးနှုတ်ဆက်လိုက်တယ်။ I'm Jojo ဆိုတော့ငါက Jojo ဖြစ်တယ်ဆိုတဲ့သဘောတရားဖြစ်ပါတယ်။ And ပြီးတော့ဘာလဲဆိုရင် I'm Burmese ငါက Burmese တယောက်ဖြစ်တယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်မြန်မာလူမျိုးတယောက်ဖြစ်တယ်ဗမာလူမျိုးတယောက်ဖြစ်တယ်ဆိုပြီးပြောထားတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ Hello I'm Jojo and I'm Burmese ဆိုပြီးတော့ပြောထားပါလေနောက်တစ်ခုထပ်ပြီးတော့ကြည့်ပါမယ် သူကပြောထားလဲဆိုရင် I'm a student ဆိုပြီးတော့ပြောထားပါတယ်။ဒီနေရာမှာ I'm a student ဖြစ်တဲ့အတွက်ကြောင့်သူကเจ้าသားတယောက်ဖြစ်တယ်ဆိုပြီးပြောထားတာဖြစ်ပါတယ်။ငါကเจ้าသားတယောက်ဖြစ်တယ်ဆိုပြီးပြောထားတာဖြစ်ပါတယ်။ Okay ဆိုတော့ကျွန်မပြန်ပြီးတော့ပြောပြပေးပါမယ်။ Hello I'm Jojo and I'm Burmese. I'm a student ဖြစ်ပါတယ်။ဒီနေရာမှာ like ပြီးတော့ပြောကြည့်လို့ရပါတယ်နော်။ Like ပြောပြီးတော့လေ့ကျင့်ပါဒါကပို့ပြီးတော့ speaking အတွက်ကိုထောက်ကူပြုပါလိမ့်မယ်။ โอเคဒါဆိုရင်တော့ကျမတို့နောက်ထပ်ဥပမာတစ်ခုကိုထပ်ပြီးတော့ကြည့်ပါမယ်။ဒါကတော့ဘာပြောရလဲဆိုရင် Hello my name's Lala အတိအပယ်ကတော့ Hello ပါ။ My name ဆိုတော့ငါ့ရဲ့နာမည်က Lala ဖြစ်ပါတယ်။ I'm from Yangon in Myanmar ။ငါကရန်ကုန်ကဖြစ်ပါတယ်။မြန်မာပြည်ရန်ကုန်ကဖြစ်တယ်ပေါ့နော်။ဒီသဘောမျိုးလေးပြောတာဖြစ်ပါတယ်။ I'm from ငါကဆိုတဲ့အတိအပယ်ဖြစ်ပါတယ်။နောက်တစ်ခုကဘာပြောရလဲဆိုရင် I'm a teacher ။ ငါကဆရာမတယောက်ဖြစ်တယ်ဆိုပြီးပြောထားတာဖြစ်ပါတယ်။အာဆိုပြီးတော့ပြောပါတယ်เนาะ။โอเคဒါဆိုရင်ပို့ပြီးတော့နားလည်သဘောပေါက်အောင်ကျွန်မထပ်ပြီးတော့ပြောပြပေးပါမယ်။ဒေချာလေးနားထောင်ပြီးပါ။ Hello, my name is Lala. I'm from Yangon in Myanmar. I'm a teacher ဖြစ်ပါတယ်။ โอเคဒါဆိုလို့ရှိရင်ဥပမာလေးလေးနားလေသဘောပေါက်သွားပြီဖြစ်တဲ့တကြောင်ပို့ပြီးတော့နားလေသဘောပေါက်စေဖို့အတွက်လေ့ကျင့်ခန်းလေးကိုပြုလုပ်ပါမယ်။ကျမတို့ကဒီအခါမှာလေ့ကျင့်ခန်းကိုဘယ်လိုလုပ်မလဲဆိုရင်အပေါ်မှာပေးထားတဲ့လိမ္မော်ရောင်ပေါက်စလေးပေါ့နော်။ဒီထဲမှာပါဝင်တဲ့စကလုံးလေးရှိပါတယ်။အဲဒီစကလုံးလေးတွေကိုအသုံးပြုပြီးတော့အောက်မှာရှိတဲ့ကွက်လက်ကလေးကိုဖြည့်ပြီးပါ A B C ဆိုပြီးတော့ဖြည့်ပြီးပါ။တည်တည်ချာချာလေးဖတ်ပြီးတော့တည်တည်ချာလေးနားလေအောင်စူးစမ်းပြီးတော့ဖြည့်ကြည့်ပြီးပါ။ပြီးသွားရင်တော့ကျမတို့ Disney ပြုလုပ်ပါမယ်။ ီဒီယိုလေးကိုခဏလေး pause လုပ်ပြီးတော့ဖြည့်ကြည့်ပေးပါဖြစ်နိုင်ရင်စိတ်နဲ့ဖြေတာမျိုးမဟုတ်ဘဲနဲ့ချရေးပြီးတော့လေ့ကျင့်တာမျိုးလေးကိုပြုလုပ်စေချင်ပါတယ်ဒါဟာ writing အတွက်ကိုလည်းအများကြီးအထောက်အကူဖြစ်စေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါဆိုရင်စပြီးတော့ဖြည့်လို့ရပါပြီ Okay ဆိုတော့ဒီ quotlet လေးတွေကိုဖြည့်ကြည့်ပြီးသွားပြီလေ့ကျင့်ခန်းလေးတွေလုပ်ပြီးသွားပြီလို့လည်းယူဆပါတယ် ဒီတော့ចောင်းသားចောင်းသူတွေအားလုံးအတွက်ကို listening အတွက်ကိုအများကြီးအထောက်အကူပြုစေဖို့အတွက်ဒီကွက်လက်ကလေးတွေကိုဖြည့်ပြီးတော့စာចောင်းတိဆောက်ပုံကလေးတွေကိုကျမတို့ native တွေကဘယ်လိုပြောလဲဆိုတာလေးကိုနားထောင်လို့ရဖို့အတွက်ကို listening ကိုအတူတူပြုလုပ်မှာဖြစ်ပါတယ်။ဆိုတော့ចောင်းသားចောင်းသူတွေရဲ့အဖြေနဲ့ listening ကိုတည်တည်ကြာကြာလေးနားထောင်ပြီးတော့တခါတည်းအဖြေတိုက်သွားပါမယ်။ဒါဆိုလို့ရှိရင် ready ပြင်သားပေးပါ။ဒါဆိုကျမတို့ listening ကိုစပြီးတော့ပြုလုပ်ပါတော့မယ်။ Hey. Hi. My name's Raj. I'm from Bangalore in India. I'm a computer programmer. B. Hello, I'm Wen Jing and I'm Chinese. I'm a teacher. C. Hello, my name's Kate. I'm from London in Britain. I'm a secretary. โอเคဒါဆိုလို့ရှိရင်အားလုံးလည်း listening ကိုတည်တည်ကြာကြာလေးလိုက်ပြီးတော့လုပ်တယ်လို့ယူဆပါရစေ။ဒါဆိုရင်ကျွန်တော်တို့ listening လည်းလုပ်ပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်အဖြေလည်းတိုက်ပြီးသွားပြီလို့ယူဆပါရစေ။ဆိုတော့ listening မှာကိုကြားလိုက်တာလေးရှိတယ်၊မကြားလိုက်တာလေးလည်းရှိနိုင်တယ်။ဒီအတွက်ကြောင့်ကျွန်မအဖြေလေးတွေတိုက်လို့ရဖို့အတွက်ကိုကျွန်မအဖြေလေးရေးပေးထားပါရစေ။ ဒါဆိုရင်ကျွန်မအခုရေးပေးထားတဲ့ဖြေလေးနဲ့လိုက်ပြီးတော့တိုက်ပြီးပါမှန်လားမလားဒီချက်လေးလိုက်တိုက်ပြီးပါမမှန်လို့ရှိရင်လည်းပြဿနာမရှိပါဘူးကိုမားတဲ့နေရာလေးကိုသေးသေးချာချာလေးကြည့်ပြီးတော့ပြန်ပြီးတော့သုံးသပ်ပြီးပါဗီဒီယိုခဏလေး pause လုပ်ပြီးတော့ဘာဖြစ်လို့မှားသွားတာလဲနားကြားလွှဲရင်လည်းဘာဖြစ်လို့လွဲသွားတာလဲဆိုတာလေးကိုပြန်ပြီးတော့သုံးသပ်လို့ရအောင်ဖြစ်ပါတယ်โอเคပါဒါဆိုရင်တော့ကျွန်မအရှင်းပြပေးပါမယ်ပထမဆုံး A ကိုကြည့်ပါမယ် A ကဘာပြောရလဲဆိုရင် high My name's Raj. အတိပယ်ကတော့အားလုံးသိရတဲ့အတိုင်းပဲ Hi ပါငါ့ရဲ့နာမည်က Raj ဖြစ်ပါတယ်လို့ပြောလိုက်တာဖြစ်ပါတယ်။နောက်တစ်ခုကပြောရလဲဆိုရင် I'm from Bangalore in India. သူကပြောချင်တာပါလဲဆိုရင်ငါကအဲ့ဒီကဖြစ်ပါတယ်။ဘယ်ကလဲဆိုရင် Bangalore ကဖြစ်ပါတယ်။အိန္ဒိယမှာရှိတဲ့ Bangalore ကဖြစ်ပါတယ်လို့ပြောချင်တာဖြစ်ပါတယ်။နောက်တစ်ခုထပ်ကြည့်ပါမယ်။ I'm a computer programmer ဆိုပြီးပြောထားပါတယ်အတိအပယ်ကတော့ဘာလဲဆိုရင်ငါကဖြစ်ပါတယ်ဘာဖြစ်တာလဲဆိုရင် computer programmer တယောက်ဖြစ်ပါတယ်လို့ပြောချင်တာဖြစ်ပါတယ် Okay ပါဒါဆိုကျွန်တော်တို့ B ကိုဆက်ပြီးတော့ကြည့်ပါမယ် B ကဘာပြောရလဲဆိုရင် Hello I'm Wenjing and I'm Chinese ဆိုပြီးတော့ပြောထားပါတယ်အတိအပယ်ကတော့ Hello ပါဆိုပြီးနှုတ်ဆက်လိုက်တယ် I'm Wenjing ငါကဝန်ကြီးဖြစ်ပါတယ်ဆိုပြီးပြောလိုက်တာဖြစ်ပါတယ်။တနည်းအားဖြင့်သူကသူ့နာမည်ကိုမိတ်ဆက်လိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ဒီနေရာမှာ I'm ဆိုပြီးတော့သုံးထားပါတယ်။ And ပြီးတော့ပါလဲဆိုရင် I'm Chinese ။ငါက Chinese ဖြစ်ပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။သူကတရုတ်လူမျိုးဖြစ်တယ်လို့ပြောကြတာဖြစ်ပါတယ်။ Okay ။ပြီးတော့နောက်တစ်ကြောင်းကဘာထပ်ပြောရလဲဆိုရင် I'm a teacher ငါက teacher တယောက်ဖြစ်ပါတယ်လို့ပြောလိုက်တာ ဖြစ်ပါတယ်ဒီနေရာမှာက teacher ဆိုတာကဆရာလည်းဖြစ်နိုင်တယ်လို့ဆရာမလည်းဖြစ်နိုင်တယ်ဆရာရောဆရာမကို teacher လို့သုံးပါတယ် English လို့ပေါ့နော်ကျမတို့မြန်မာလို့ဆိုရင်တော့ဆရာဆိုဆရာလို့ပြောတယ်ဆရာမဆိုဆရာမလို့ပြောတယ်ဒါပေမဲ့ English မှာတော့အတူတူပါပဲ teacher ဆိုတာကယောက်ျားပေါ့မိန်းမကိုသုံးပါတယ် computer programmer ဆိုလည်းဒီတိုင်းပဲယောက်ျားလေးလည်းဒီတိုင်းပဲမိန်းကလေးလည်းဒီတိုင်းပဲသုံးပါတယ် Okay, ဒါဆိုရင် C ကိုတက်ပြီးတော့ကြည့်ပါမယ်။ C ကဘာပြောရလဲဆိုရင် Hello, my name's Kate ဆိုပြီးတော့ပြောတာပါတယ်။အတိတ်ပေကတော့ Hello ပါဆိုပြီးနှုတ်ဆက်လိုက်တယ်။ My name's Kate ဆိုတော့ငါ့ရဲ့နာမည်က Kate ဖြစ်ပါတယ်လို့ပြောချင်တာဖြစ်ပါတယ်။ဒါဆိုရင်နောက်တစ်ချောင်းထပ်ကြည့်ပါမယ်။ I'm from London in Britain ဆိုပြီးတော့သူကပြောထားတယ်။အတိတ်ပေကတော့ငါကအဲ့ဒီကဖြစ်ပါတယ်။ဘယ်ကလဲဆိုရင် London ကဖြစ်တယ် in Britain. Britain မှာရှိတဲ့ London ကဖြစ်ပါတယ်ဆိုပြီးတော့သူကပြောလိုက်တာဖြစ်ပါတယ်။ နောက်တစ်ခုဘာပြောရလဲဆိုရင် I'm a secretary ဆိုတော့အတိအပယ်ကတော့ तू က secretary တယောက်ဖြစ်ပါတယ်ဆိုပြီးပြောထားတာဖြစ်ပါတယ်အတွင်းရေးမှူးဝန်ထမ်းတယောက်ဖြစ်တယ်လို့ပြောထားတာဖြစ်ပါတယ်ဒီနေရာမှာလည်း main ကလေးလေးဖြစ်နိုင်တယ်လို့ယောက်ျားလေးလည်းဖြစ်နိုင်တယ်နှစ်မျိုးလုံးသုံးလို့ရတယ်ပေါ့နော်ဒီနေရာမှာကတော့ Kate ကကောင်မလေးဖြစ်တဲ့တကြောင် तू က main ကလေးဖြစ်ပါတယ် I'm a secretary ဆိုပြီးတော့သုံးထားတာဖြစ်ပါတယ် Okay ဆိုတော့နားလေသဘောပေါက်သွားပြီဖြစ်တဲ့တကြောင်အားလုံးပို့ပြီးတော့နားရေဝါသွားအောင်ကျွန်မတစ်ခေါက်ထပ်ပြီးတော့ပြောပြပေးပါမယ်ဒါကတော့ကျွန်မရှင်းပြပေးဖြစ်တဲ့တကြောင်ထပ်ပြောပြပေးတာပါပြီးသွားလို့ရှိရင်ကျွန်မပြောပြပေးတာနားထောင်ပြီး native ပြောထားတာကိုပြန်ပြီးတော့ listening ထပ်ပြီးတော့လုပ်ပါမယ်ဒါဆိုရင်ကျွန်မတို့စပါမယ်အေးစပြောပြပါမယ် Hi my name's Raj I'm from Bangalore in India I'm a computer programmer ဖြစ်ပါတယ်နောက်တစ်ခုက Hello I'm Wenjing, and I'm Chinese. I'm a teacher. Okay. See, tapjawame. Hello, my name's Kate. I'm from London in Britain. I'm a secretary. ။ Okay ဒါဆိုရင်တော့နားလဲနားလဲသဘောပေါက်သွားပြီ။ကျွန်မပြောပြတာကိုလည်းနားထောင်ပြီးသွားပြီ။ပြီးတော့အပေါ်မှာ listening ကနေလည်းလုပ်ပြီးပြီး listening နေလည်း live လုပ်ထားပြီးဖြစ်တဲ့တကြောင်ပို့ပြီးတော့နားရည်ပေါ်ကျွန်မနောက်ထပ်တစ်ခေါက်ထပ်ပြီးတော့ဖွင့်ပြပေးပါမယ်။သေသေးသေးချာအာယုံလေးစုစိုက်ပြီးတော့ focus လုပ်ပြီးနားထောင်ပြီးပါ။ပြီးတော့လို့ရှိရင်ကျွန်မတို့ဒီ listening လုပ်ပြီးသွားလို့ရှိရင် video ခဏ pause လုပ်ပြီးတော့ ကိုကိုတိုင်းလိုက်ပြောကြည့်ပါ listening လုပ်တဲ့အခါမှာသူတို့ရဲ့လေးယူလေးသိန်းကိုအသေးသေးချာချာလိုက်နားထောင်မယ်သူတို့ရဲ့အတန်နေအတန်ထားနေကိုအတက်နိုင်ဆုံးလေ့လာမယ်သေးသေးချာချာလိုက်ပြီးတော့မှတ်သားမယ်ပြီးရင်ကိုကိုတိုင်းပြောတဲ့အခါမှာသူတို့ပြောတဲ့အတိုင်းအတက်နိုင်ဆုံးတူအောင်လိုက်ပြီးတော့ပြောကြည့်ဖို့အတွက်ကိုကျွန်မကပြောချင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ listening ကိုပြန်ပြီးတော့စပါမယ် Hey Hi my name's Raj I'm from Bangalore in India I'm a computer programmer. B. Hello, I'm Wenjing, and I'm Chinese. I'm a teacher. C. Hello, my name's Kate. I'm from London in Britain. I'm a secretary. Okay so တေချာလေးနားထောင်ပြီးတော့ listening ကိုလုပ်ပြီးသွားဖြစ်ပါတယ်လိုက်လဲပြောကြည့်မယ်လို့ဒီမှအနေနဲ့ယုံကြည်ပါတယ်တေချာလိုက်ပြောကြည့်ပါသူပြောတာကိုတေချာနားထောင်ပါသူပြောတာနဲ့အတတ်နိုင်ဆုံးတူအောင်ကြိုးစားပြီးတော့လိုက်ပြောကြည့်ပါဒါဆိုရင်ကျမတို့က speaking လဲ တိုးတက်မယ်နောက်ပြီးတော့ listening လည်းတိုးတက်လာမယ်ပြီးတော့လိုက်ပြီးတော့လေ့ကျင့်ခန်းတွေရေးထားတဲ့အတွက်ကြောင့် writing လည်းတိုးတက်လာမယ်ကိုလိုက်ဖတ်တဲ့အခါမှာနားလည်တဲ့သဘောပေါက်တယ်ဆိုရင် reading အတွက်လည်းတခါတည်းတိုးတက်လာမှာဖြစ်ပါတယ်လေ့ကျင့်လေးလိုက်လုံရင်လိုက်လို့သလိုတခါတည်း four skills လုံ ထီထီရောက်ရောက်နဲ့တည်တာပြီးတိုးတက်လာပါလိမ့်မယ်။ဒါပေမဲ့ကိုကထက်ခါတစ်ခါလေးကျင့်ဖို့လိုအပ်ပါတယ်။ဒါမှသာလျှင်အပြင်မှာတကယ်ပြောတဲ့အခါမှာလည်းကိုကပို့ပြီးတော့နှုတ်ကတော့မှာဖြစ်တယ်ပေါ့နော်။ဒါလေးကိုပြောပြချင်ပါတယ်။ဒီနေရာမှာအလုံးလုပ်ပြီးသွားပြီ။ဒါပေမဲ့တတိထားမှာကတော့ဒီ secretary ဆိုတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်။ကျွန်တော်တို့မြန်မာတွေတော်များများပြောတာ secretary secretary ဆိုပြီးပြောတယ်ပေါ့နော်။ဒီနေရာမှာ secretary secretary ဒါလေးကိုအတန်းနိုင်ဆုံးသူအောင်လိုက်ပြောကြည့်ပါလို့ကျွန်မကပြောချင်ပါတယ်။ ဒါဆိုရင်တော့ကျမတို့ရဲ့ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲ။အားလုံးနားလည်သဘောပေါက်မယ်လို့ယူဆပါရစေ။ဒီသင်ခန်းစာလေးကတကယ်အသုံးဝင်ပါတယ်။ကျမတို့လူအသစ်တွေကိုယ်နဲ့မသိတဲ့လူတွေစပြီးတော့တွေ့ရတာမှနှုတ်ဆက်တယ်ကိုကိုကိုမိတ်ဆက်တယ်ဆိုလို့ရှိရင်အရန်ကိုအသုံးဝင်တဲ့စကားပြောလေးတွေကိုလေ့လာခဲ့ရဖြစ်ပါတယ်။ဒီနေရာလေးတွေမှာကိုယ့်ရဲ့အလုပ်အကိုင်လေးတွေကိုအစာထိုးပြီးတော့လေ့ကျင့်လို့ရပါတယ်ပြောလို့ရပါတယ်ကိုယ့်ရဲ့နာမည်လေးတွေကိုအစာထိုးပြီးတော့ပြောလို့ရပါတယ်လေ့ကျင့်လို့ရပါတယ် ဒါဆိုရင်တော့ကျမတို့ရဲ့ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျမတို့နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးတော့တွေ့ပါမယ် Bye for now see you in the next video